မင်္ဂလာပါကျမရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။စက်တင်ဘာလ26ရက်နေ့နေနေခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ခုအနေနဲ့သခိုင်းတိုင်းကက်မလူမြို့နယ်အောင်ချမ်းသာရွာကိုမိရှုဖြက်စီသွားသောအကျံဘတ်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်တပ်ဘက်မှ73ဦးသေဆုံးခဲ့ကြောင်းဒေတာရင်းတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုထားပါရစေ။စက်တင်ဘာလ23ရက်နေ့တွင်ကက်မလူမြို့နယ်ကာဘိုးရွာမှထွက်လာသောအင်အားတရာကျော်ပါသည့်စစ်တပ်စစ်ကြောင်းသည်အောင်ချမ်းသာရွာကိုဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်းနှင့်အင်ရှင်လုံးကိုမိရှုဖြက်စီခဲ့ကြောင်းသိရပါရစေ။ ထို့စကြောင်းသည်ပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးပြီးနောက်အနီးအနားကျေးရွာများကိုထပ်မံဝင်ရောက်စီးနင်းရန်ထွက်လာခြင်းတော်လည်းတပ်ဖွဲ့များကလမ်းမိုင်းတနေရာ၌မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ရင်းမိုင်းဆွဲတိုက်ခိုက်မှုတွင်ဂျမ်ပတ်စစ်တပ်ဘက်မှ73ဦးသေဆုံးကထပ်မံစစ်ကြောင်းထိုးခြင်းမပြုတော့ဘဲကာဘိုးကျေးရွာစာချင်းကျောင်းတွင်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရပါသည်။အောင်ချမ်းသာရွာကပြည်သူပိုင်နေရှင်လုံးကိုမိရှုဖြက်စီသွားတဲ့စစ်ခွေးတွေကိုတော်လိုင်းတပ်ဖွဲ့တွေကလမ်းမိုက်တနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး73កောင်တည်ဆုံးနေအဲ့ဒီစစ်ခွေးတွေကအောင်ဆန်းသာရွာအနီးကရွာတွေကိုထပ်ပြီးတော့စစ်ကြောင်းထုတ်ဖို့ထွက်လာတော့မိုင်းမိသွားတော့စစ်ခွေးအလုံးကာဘိုးရွာတွေကိုပြန်ဝင်သွားတယ်ဟုဒေသတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။လက်ရှိအချိန်တွင်အကြမ်းဖက်စစ်တပ်သည်ကမ်ဘလူမျိုးနယ်အတွင်းရှိပြည်သူများနေထိုင်သည့်ကျေးရွာများကိုလေကြောင်းဖြင့်ပုံကျက်တိုက်ခိုက်ခြင်းမြေပြင်စစ်ကြောင်းများကလည်းကျေးရွာများကိုစစ်ကြောင်းထုတ်မိရှို့ခြင်းများကြောင့်ပြည်သူများတရိပ်ပြူနေထိုင်ကြရင်တော်လိုင်းအင်အားစုများကမြစ်တရရခင်ထားပါတယ်။ ဆက်လက်ပြီးတော့တင်းတိုင်းတိုင်းဘိမျိုးဘက်မှတင်းတိုင်းမျိုးဘက်သို့ရိတ်ခတ်ပို့ရန်လာသည့်စစ်သားများလိုက်ပါလာသောကားနှစ်စီးကိုတိုက်ခတ်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းဘိုခရင်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါသည်စက်တင်ဘာလ24ရက်နေ့ညနေ4:45မိနစ်ခန့်တွင်မင်းမျိုးဘက်မှတနင်္လာရီညဘက်သို့မောင်းနှင်လာသောအကြမ်းဖက်စစ်သားများလိုက်ပါလာသည့်ရိတ်ခါကားနှစ်စီးကိုတော်လိုင်းတပ်ဖွဲ့များကရမ်းဖို့ကြီးရွာရမ်းဖို့တရာအယောက်တွင်မိုင်းဆွဲတိုက်ခတ်ခဲ့ကြောင်းသိရပါသည်။ ိုင်းဆွဲတက်ခိုက်မှုဖြစ်ပွားပြီးနောက်ကားပေါ်တွင်ပါလာသောစစ်သား၁၀ဦးခန့်နှင့်လန်ကင်းချထားသောအင်အားတရာခန့်ရှိသောစစ်သားများနှင့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု၁၀မိနစ်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်တိုက်ခိုက်မှုတွင်ကျန်းဖက်စစ်တပ်ဘက်မှအထိခိုက်မှုရှိတော့လေအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လန်ရဲဘော်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ဘိမျိုးဘက်မှတနင်္သာရီဘက်ကိုမောင်းနှင်လာတဲ့စစ်ခွေးရိခါပိုကားနှစီကိုရန်ဖို့ကြီးရွာရန်ဖို့တရာကြီးရောက်မှကျွန်တော်တို့မိုင်းနှလုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်။ ကားပေါ်မှာပါလာတဲ့ဇကွေးအင်အား၁၀ဦး၊လမ်းကင်းချထားတဲ့ဇကွေးအင်အား၁၀၀ကျော်လောက်နဲ့လည်းအပြန်လန်းပြစ်ခတ်တိုက်ပွဲ၁၀မိနစ်လောက်ဖြစ်ပွားခဲ့ပါတယ်။ဇကွေးထိခိုက်မှုရှိပေမဲ့ရေအတွက်ကိုတော့အထင်မပြုတ်နိုင်သေးဘူး။ကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုဘုခင်တပ်ဖွဲ့မှတာဝန်ရှိသူဦးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘိတ်ပတ်ကဖာတနင်္သာရီယူမဆောင်၃ဘိတ်ခရိုင်ပတ်ကဖာအဖွဲ့နှင့်ဘုခင်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့စကိုင်းတိုင်းဝန်းသူမျိုးနဲ့ဝန်းသူမျိုးမှာအင်အား60ခန့်ပြင်ထွက်လာတော့အချမ်းဘတ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုန်းခဲ့ရာ35ဦးကျော်သေဆုံးပြီးစစ်တုံးပန်း6ဦးနဲ့အတူလက်နက်ခဲယံများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းကောလင်းခရိုင်အမှတ်လေးတပ်ရင်းမှကိုရှိုင်းရှိုင်းကပြောဆိုထားပါတယ်။ စက်တင်ဘာလ3ရက်နေ့ကဝင်းတူမြို့မှာအကြမ်းဖက်စစ်သား50နှင့်လက်အောက်ခံရဲစဲဦးစုစုပေါင်းအင်အား60ပါဝင်သောစစ်ကြောင်းထွက်လာကြောင်းအဆိုပါစစ်ကြောင်းကိုထောက်ကြံတော်ရအနီးချက်ကောင်းတောင်ရပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချိန်မုန်းခဲ့ရာစစ်သားလောင်း30ကျော်စစ်တုံးပန်း9ဦးနှင့်အတူလက်နက်ခဲယမ်းများပြားသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်။ရင်းတိုက်ဝဲဖြစ်ပြီးနောက်ဆုတ်ခွာထွက်ပြေးသွားသောစစ်သား12ဦးရှိပြီးအဆိုပါစစ်သားများတွင်ဒဏ်ရာရရှိသူများလည်းပါဝင်ကြောင်းရင်းစစ်သား12ဦးမှဝင်းတူမြို့သို့ပြန်လည်ဝင်ရောက်သွားခဲ့တော်လဲဒဏ်ရာရရှိသောစစ်သား၄ဦးမှဝင်းတူမြို့သို့ရောက်ချိန်တိစုံသွားကြောင်းသိရပါသည်။ ထို့ပြင်ဒေါ်လိုင်းတက်ကဖမ်းမိသောစစ်တုံးပန်စစ်သား90ဦးနှင့်စစ်သား2ဦးမှဆေးဝါးကုသပေးနေခြင်းတည်ဆုံသွားကြောင်းထို့ကြောင့်အရှင်ဖမ်းမိသူ6ဦးသာရှိကြောင်းစစ်တုံးပန်များကိုစစ်စစ်မြင်းမြန်ရာတိုင်းစစ်ဌာနသို့ပေးပို့လိုက်ကြောင်းသိရပါသည်။ ိုက်ပွဲဖြစ်တာကတော့စက်တင်ဘာလ၄ရက်နဲ့စက်တင်ဘာလ၅ရက်နေ့နေ့ရက်ထဲဖြစ်တာပါ။ဒါပေမဲ့သူတို့ကိုလိုချင်တဲ့နေရာရောက်အောင်မောင်းသွင်းရတယ်။ကျွန်တော်တို့ဘက်ကတက်ခွဲမှုစကြမှုကအရန်ကောင်းတယ်။သူ့ရဲ့လှုပ်ဆောင်မှုတွေဒီတိုက်ပွဲမှာအရန်ကောင်းခဲ့တယ်။လိုချင်တဲ့နေရာရောက်တယ်။ကျွန်တော်တို့လိုချင်တဲ့အတိုင်းဖြစ်ခဲ့တယ်။ကျွန်တော်တို့ဘက်ကစီစဉ်လုံးလုံးတိုက်နိုင်ခဲ့တယ်။၅ရက်နေ့ညနေ၆နာရီ၄၀မိနစ်မှာတဘာဝင်ပေးရတဲ့အတွက်အပိသက်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ဟုကောလင်းခရိုင်အမှတ်လေးတက်ရင်မှာကိုဆိုင်ဆိုင်ကပြောကြားထားပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုအမတ်တစ်စစ်တီတာကောလင်းခရိုင်အမတ်လေးတက်ရင်တက်ခွဲမှုရဲဘော်တကုံနဲ့ရဲဘော်ဘော်ကာတို့ကဦးဆောင်ကကောလင်းခရိုင်အမတ်လေးတက်ရင်နဲ့ကောလင်းခရိုင်အမတ်တစ်တက်ရင်တို့မှတပ်ဖွဲ့ဝင်များပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၁၂ဦးမစိုးရိမ်ရာအနေငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့မလေးရှားနဲ့ထိုင်းနိုင်ငံတွင်တရားမဝင်မြန်မာနိုင်ငံသားများစက်တိုက်ဖက်စီခံနေရကြောင်းအဆိုပါနိုင်ငံများမှသတင်းဌာနများနှင့်သတင်းဖော်ပြချက်အရသိရှိရပါသည် စက်တင်ဘာလ24ရက်နေ့ညပိုင်းမလေးရှားနိုင်ငံဆလံကုန်းပြည်နယ်တာမာဘရင်ဒူစရန်ပူလောင်အင်တာဂလန်တွင်မလေးရှားအာဏာပိုင်များကတရားမဝင်နေထိုင်မှုများကိုစီမံချက်ခေါ်အော်ပရာစီဖြင့်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းရင်းသူဖမ်းဆီးရာတွင်မြန်မာ36ဦးအပါအဝင်တရားမဝင်နိုင်ငံသား662ဦးဖမ်းဆီးရရှိခဲ့ကြောင်းတရားမဝင်နီပေါနိုင်ငံသားတို့မှလွတ်မြောက်ရန်ထွက်ပြေးရင်တိုက်ပေါ်မှာပြစ်ဒဏ်သေးဆုံးသွားကြောင်းသိရပါဗျ။အလားတူထိုင်းနိုင်ငံကက်ဇနာဘူရီခရိုင်တွင်တွင်တရားမဝင်ခိုးဝင်လာသောမြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းထိုင်းသတင်းများအရသိရပါဗျ။ စက်တင်ဘာလ24ရက်နေ့ထိုင်းနိုင်ငံကင်စနာပူရီစံခလောက်ပူရီမြို့နယ်တွင်အထောက်ထားဆောင်ရွက်ဆောင်ရွက်မှပါသောမြန်မာနိုင်ငံသား6ဦးဖြစ်သည့်အသက်19နှစ်အရွယ်မောင်မင်းမွေအသက်19နှစ်အရွယ်မတ်အေးချူအသက်32နှစ်အရွယ်ကိုမောင်ခိုင်အသက်30နှစ်အရွယ်ကိုသားလီအသက်35နှစ်အရွယ်မတ်အေးချူနှင့်အသက်35နှစ်အရွယ်မတ်တင်မိုးတို့ဖြစ်ပြီးမြန်မာနိုင်ငံသား6ဦးတင်ဆောင်လာသောထိုင်းနိုင်ငံသားတို့ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်။ ယခုရက်ပိုင်းနဲ့လပိုင်းတွင်မြန်မာနိုင်ငံဖျားသောစုပတ်မှအထိုင်းနိုင်ငံကက်စနာပူရီခရိုင်တွင်သို့ခိုးဝင်လာသောမြန်မာနိုင်ငံသားများဇက်တိုက်ဖမ်းဆီးခံနေရသဖြင့်ထိုင်းသတင်းဌာနများတွင်မြန်မာများဖမ်းဆီးခံနေရသောသတင်းများဇက်တိုက်ဖော်ပြခံနေရပါသည်မြန်မာနိုင်ငံတွင်အသက်၈၈နှစ်မှအသက်၃၅နှစ်တွင်လူငယ်များကိုစစ်တပ်ကအတင်းကျပ်စစ်မှုထမ်းခိုင်းနေပြီးထိုင်းနိုင်ငံသို့တရားမဝင်သွားရောက်ရင်းဖမ်းခံနေရသောမြန်မာနိုင်ငံသားများတွင်အသက်၈၈နှစ်မှ၃၅နှစ်တွင်လူငယ်များစွာပါဝင်နေကြောင်းထိုင်းသတင်းဌာနများ၏ဖော်ပြချက်များအရသိရှိရပါသည်။ ဆက်လက်ပြီးတော့သကိုင်းတိုင်းခင်ဦးမြို့နယ်နဲ့ရွှေဘုံမြို့နယ်အဆက်တိုက်ပွဲတွင်တိစုံသွားသောတပ်မ89မှတရင်မှုဒုတိယဗိုလ်မှူးကြီးနှင့်ဗိုလ်ကြီးမင်းထက်တို့၏အလောင်းများပါဝင်စစ်သားအလောင်းများကိုမြေမြုပ်တို့ချိုးပေးလိုက်ကြောင်းခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါရသည် စက်တင်ဘာလ22ရက်နေ့ခင်ဦးမြို့ပေါ်ရှိစစ်တပ်ကရွှေဘုံမြို့နယ်ခြေဆိုင်လေးကျင်းရင်ရှင်နှင့်ပုတ်ပြင်းပြူရတို့ကိုခိုးချောင်ခိုးဝဲထွက်လာစဉ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်မှဒုတိယဗိုလ်မှူးကြီးတဦးနှင့်ဗိုလ်မှူးကြီးမင်းထက်အပါအဝင်စစ်သားများပြားတိုက်ဆုံခဲ့ကြောင်းထို့ပြင်စစ်သား2ဦးကိုလည်းအရှင်ဖမ်းမိခဲ့ပြီးအများပြားဒဏ်ရာရရှိကစစ်ကြောင်းတစ်ခုလုံးပြက်စီးသွားကြောင်းသိရပါတယ်။စက်တင်ဘာလ23ရက်နေ့ကနယ်မြေရှင်းလင်းရေးလုပ်ခဲ့တာပါ။ရှင်းလင်းရေးလုပ်တဲ့အချိန်မှာစစ်တုံးပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့ပါသေးတယ်။ အဖွဲ့ပေါင်းစုံနဲ့ရှင်းလင်းရေးလုပ်တာဖြစ်တဲ့အတွက်တချို့သောအလောင်းတွေကမှတ်တမ်းမရဘူးကျွန်တော်တို့ရှင်းလင်းရေးလုပ်တာကလည်းကျွန်တော်တို့နယ်မြေတွင်းမှာပဲရှင်းလင်းရေးလုပ်လိုက်တာအခုအလောင်းတွေကကိုယ့်နယ်မြေတွင်းမှာပဲရှိတဲ့အလောင်းတွေဖြစ်ပါတယ်စခတဲ့စီရင်ကအလွတ်တဘောပြောရမယ်ဆိုရင်10ဦးလို့ပြောလို့ရတယ်30လို့လည်းပြောလို့ရတယ်50လို့လည်းပြောလို့ရတယ်စစ်ကြောင်းမှာပြတ်သွားတာအရေအတွက်ပြည်ကြပြောမရတာကျွန်တော်တို့ရတဲ့အလောင်းတွေမကပဲတခြားနေရာတွေမှာလည်းရှိနိုင်သေးတယ်အများလောက်ကြတာဖြစ်တဲ့အတွက်တိတိကျကျမရေတွက်နိုင်ဘူးဘူကြီးကတော့မင်းထက်လို့ခေါ်တယ်ဒူးဘုံကြီးကတော့နာမည်တော့မသိဘူးအလောင်းကတော့ကောင်းကောင်းသိတယ် အလောင်းအားလုံးကိုအင်အားစုတွေပေါင်းပြီးမြေမြုပ်တချို့ပေးလိုက်ကြပါဟုခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါရယ်။စစ်သားများတိုက်ဆုံနေသောတိုက်ပွဲဖြစ်ပွားရာနေရာမှာစစ်တပ်၏အမတ်ရှိလေးချင်းရင်တက်နေနှမိုင်သာဝေးတော်လေစစ်တပ်ကအလုံးဝအလောင်းလာမကောက်ကြောင်းထို့ကြောင့် PDF များအလောင်းများကိုကောက်ယူ၍ကောင်းမွန်စွာတချို့ပေးခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆက်လက်ရှင်းပြပါရယ်။ အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်သားများအုံပြုသော MA3 မျိုးစားတနက်လေးလက် MA1 မျိုးစားတနက်ငါးလက် BA63 G3 မျိုးစားတနက်တလက်ကာပိုင်တနက်တလက် BA100 60mm ကွန်မန်ဒိုစိန်ပြောင်းတူတလက် MA5 ပစ္စတိုတနက်တလက် MAG ပေါက်တန်၃ခု MAG ပေါက်ကို၆ခု BA63 G3 G ပေါက်၃ခု MA5 ပစ္စတိုတနက် G ပေါက်၃ခုရှစ်ရွံမိုင်းလေးလုံးနင်းမိုင်းနှလုံး 60mm ဘုံးဒီလေးလုံး RPG ဘုံးဒီတစ်လုံး INA က၂လုံး G ကအောက်ထုပ်၆လုံး 5.5စီဂျ286တောင်း9 mm ဂျီတောင်း9တောင်းငွေကျန်း52သိန်း9တောင်းသိန်းစီရရှိခဲ့ပါတယ်တိုက်ပွဲတွင်ဖန်စီရရှိသည့်စစ်တုံးပတ်2ဦးအနက်မှ2ဦးသည်တရားရရှိခဲ့သည့်ဖြင့်ဆေးဝါးကုသမှုပေးထားပြီးကောင်းမွန်စွာထိန်းသိမ်းထားကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုကိုအမှတ်နှင့်ရွှေဘုတ်ခရိုင်အမှတ်3တရင်ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြို့နယ်ဘကဖာတိုက်နယ်12345ကဘကဖာများနှင့်ခင်ဦးမြို့နယ်ပါလာဖာရိုဘူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှအထိခိုက်မရှိကြောင်းသိရပါသည်။ ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုမှာထိုင်းရောက်မြန်မာနိုင်ငံသားများ CI စာအုပ်မှာနိုင်ငံကူးလက်မှတ်ပြီးခြေစာအုပ်ပြောင်းလဲတော့အခါထိုင်းနိုင်ငံအတွင်းသားအသုံးပြုခွင့်ပြုသည်ဆိုသောစာတမ်းများနိုင်ငံကူးလက်မှတ်တွင်ယနေ့မှစတင်၍ရိုက်နှင်ထုတ်ပေးကြောင်းဗီဇာနှင့်ဘက်လျှောက်ထားမှုဝန်ဆောင်မှုပေးနေသောအေဂျင့်များထံမှစုံစမ်းသိရှိရပါသည်။ထိုင်းနိုင်ငံမဟာချိုင်တွင် CI စာအုပ်မှာပြည်ချင်းနိုင်ငံကူးလက်မှတ်တော့ရောက်လေးလေးသူများကိုနိုင်ငံကူးလက်မှတ်များထုတ်ပေးရတွင်ရင်းကဲ့သို့သောထိုင်းနိုင်ငံ၏အတွက်သာအသုံးပြုခွင့်ဆိုသောစာတမ်းများကိုနိုင်ငံကူးလက်မှတ်တွင်ရိုက်နှင်လာခြင်းဖြစ်ကြောင်းသိရပါသည်။ ဒီနေ့မှစပြစ်တာပါကျမတို့ဝန်ဆောင်မှုပေးတဲ့မဟာချန်ရုံမှထွက်လာတဲ့စာအုပ်တွေအကုန်လုံးဒီလိုဖြစ်နေတယ်။ CI သမားတွေ BJ ပြောင်းရင်ထိုင်းမဲ့တည်တံ့ပြီးတော့တာဟု CI မှာ BJ နိုင်ငံကူးလက်မှတ်ပြောင်းလဲမှုဝန်ဆောင်မှုပေးနေတော့အေဂျင့်ပိုင်ရှိတဦးကရှင်းပြပါဗျ။စက်တင်ဘာလ25ရက်နေ့တွင် CI စာအုပ်အစိမ်းမှ PJ စာအုပ်ရချင်းရယူသွားယူသောမြန်မာလုံတမများ၏နိုင်ငံကူးလက်မှတ်များအလုံးတွင် Passport for Thailand Only ဆိုတဲ့ထိုင်းတနိုင်ငံနှင့်အတွက်သာအသုံးပြုခွင့်ပြုသည်ဆိုသောတရိပ်တုံးများကိုရင်းနှီးထားခြင်းဖြစ်ပါသည်။ CI မှာ PJ နိုင်ငံကူးလက်မှတ်သို့ပြောင်းလဲသူများသာလက်တလော Passport for Thailand Only ဆိုသောတစိတ်တော်နိုင်ငံကူးလက်မှတ်တွင်ထုခံရခြင်းဖြစ်ပြီးမြန်မာတန်ရုံးကထုတ်ပေးနေသောနိုင်ငံကူးလက်မှတ်တက်တန်းတို့များတွင်မူအဆိုပါစာတမ်းမပါဝင်သေးဟုသိရပါသည်။အခုလက်တလော CI2 PJ သမားတွေဟုတ်တယ်ဗျ။မဟာချိုင်ရုံးထဲမှာလည်းလူတွေအဲ့လိုဖြစ်သွားပြီးတန်ရုံးမှာတော့မရှိသေးဘူးဟုဗီဇာနဲ့ဘက်ဝင်ဆောင်မှုပေးနေသော agent က selection ပြပါသည်။ ထို့သောအကြံဖတ်စစ်တပ်က CI စာအုပ်မှာ PJ စာအုပ်တို့ပြောင်းလဲသူများကို Passport for Thailand Only ဆိုတဲ့တစိတုံးနှိပ်လိုက်ခြင်းသည် PJ ပြောင်းကထိုင်းနိုင်ငံမှာတစင်တတိယနိုင်ငံများသို့ဆက်လက်ထွက်ခွာရန်ကြိုးစားလိုသောမြန်မာလူငယ်များကိုလွတ်လပ်စွာသွားလာခွင့်ကိုဖိနှိပ်ချုပ်ချယ်ခြင်းဖြစ်သည်ဟုထိုင်းရောက်မြန်မာများကသုံးသပ်ပြောဆိုပါရယ်။အခုကတန်ယုံမှာတက်တန်းသူတဲ့နိုင်ငံကူးလက်မှတ်တွေပါအဲ့ဒီလိုကန့်သက်လာမှာစိုးရင်ရတယ်။သူတို့ကမဟုတ်တဲ့နေရာမှာတွေးတော်ပြီးကန့်သက်နိုင်လို့နဲ့ဟုထိုင်းနိုင်ငံပုဂ္ဂလိကဘန်ကောက်တက္ကသိုလ်တွင်တက်ရောက်နေသူမြန်မာသားသူတို့ကသုံးသပ်ပြောဆိုပါရယ်။ ဆက်လက်ပြီးတော့ဘကိုးတိုင်းရန်ကုန်ပြည်လမ်းပိုင်းတွင် express ကားပေါ်မှလိုက်ပါလာတော့ရန်ကုန်မှပြန်လာသည့်လူငယ်ခုနှစ်ဦးပါဝင်ကိုဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းခီးသွားပြည်သူများနှင့်ဒေသပြည်သူများကပြောဆိုပါရယ်စက်တင်ဘာလ18ရက်နေ့တွင်ရန်ကုန်ပြည်လမ်းပိုင်းအုပ်ပုံမြို့နယ်အပိုင်းလေးဦးကုန်းလမ်းဆောင်ရှိရန်ကုန်မှပြန်လာတော့ express ကားပေါ်မှလိုက်ပါလာတော့လူငယ်ခုနှစ်ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ထို့ပြင်အဆိုပါစံပတ်စစ်တပ်သည်ယင်းနေ့နနေ့၈နာရီခန့်တွင်ကဝေစုရွာမှပြည်သူနှစ်ဦးကိုလည်းထပ်မံဖမ်းဆီးသွားကြောင်းထိုဖမ်းဆီးခံရသောပြည်သူများကိုလည်းမြေတီနေရာသို့ပို့ဆောင်သွားသည်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေမိသားစုဝင်များလည်းလိုက်လံဆုံဆဲရမရသေးကြောင်းသိရပါသည်။စက်တင်ဘာလ၁၈ရက်နေ့နနေ့၈နာရီလောက်မှအုပ်ဝုံမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာရှိတဲ့လေးဦးကုန်းလမ်းဆောင်မှာရန်ကုန်ကနေပြန်လာတဲ့ express ကပေါ်လိုက်ပါလာတဲ့လူငယ်ခုနှစ်ဦးကိုစစ်ခွေးနဲ့ပြူစောထီတွေကပေါ်တာဆွဲဖမ်းဆီးသွားတာအဲ့ဒီစစ်ခွေးတွေကကဝေစုရွာကပြည်သူနှစ်ဦးကိုပါဆက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်။ အုပ်ဝမျိုးနယ်ထဲမှာတသားစုဆောင်တာကိုအေးမြတာရွာကပြူစောတီတွေကတာဝန်ယူဆောင်ရွက်နေတာဟုခီးသွားပြည်သူများနဲ့ဒေသပြည်သူများကပြောဆိုပါတယ်။အလားတူမကွေးတိုင်းစလင်းမျိုးနယ်တွင်အကြမ်းဖက်စစ်တပ်ကနန်းထိုက်တော်ဝင် extra ကပေါ်လိုက်ပါလာတော့လူငယ်၃ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။စက်တင်ဘာလ24ရက်နေ့နနက်6နာရီခန့်တွင်စလင်းမျိုးလက်ပံကန်လန်းခွဲတွင်နန်းထိုက်တော်ဝင် extra ကပေါ်လိုက်ပါလာတော့လူငယ်၃ဦးကိုကားပေါ်တက်ရောက်၍ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ ။ဘယ်ရွာကလူငယ်တွေကိုဖမ်းဆီးသွားလဲဆိုတာတော့အတိအမပြုတ်နိုင်သေးပါဘူး။ဆက်လင်းမျိုးလက်ပံကန်လန်ကွဲမှာနန်းထိုက်တော်ဝင်မှန်လုံကားပေါ်လိုက်ပါလာတဲ့လူငယ်၃ဦးကိုစစ်ခွေတွေကကားပေါ်ကနေဆွဲချပြီးကိုပေါ်တာဆွဲဖမ်းဆီးသွားတာပါဟုဒေသပြည်သူတို့ကပြောဆိုပါရယ်။ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့ရုရှားနိုင်ငံတွင်ရောက်နေသည့်အကြမ်းဖက်မင်းအောင်လိုင်က Nova Civic မျိုးအုပ်ချုပ်ရေးမှုကိုလက်ဖက်တုံးနှင့်ငသလပေါင်းတွားကြွေးပြီးလက်ဖက်ရည်တိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာလ24ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာသွားသောမင်းအောင်လိုင်ကရုရှားနိုင်ငံနိုဗာစီဗစ်မြို့တွင်ခီးတထအဖြစ်ခဏရနာခဲ့ကြောင်းထို့သောရနာစဉ်မင်းအောင်လိုင်ကိုလာရောက်ကြိုဆိုသောနိုဗာစီဗစ်မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများကိုမြမရိုးရာအစားအစာဖြစ်သည့်ငဒလာပေါင်းလက်ဖက်ရည်နှင့်လက်ဖက်သုတ်တို့ကိုလေးစိတ်တွင်ပင်မင်းအောင်လိုင်ကကျွေးမှုခဲ့ကြောင်းသိရပါသည် မြန်မာနိုင်ငံမှာအစင်းစင်းပြင်ဆင်လာသောမြန်မာရိုးရာအစားအစာဖြစ်သည့်လက်ဖက်အုပ်လက်ဖက်ရည်အတင်းချက်ပြုတ်လာသည့်ငတလာပေါင်းတို့ဖြင့်တက်ခင်းအခင်ရာ Nova Civic အုပ်ချုပ်ရေးမှုနှင့်အဖွဲ့ဝင်များကမိန့်ဆက်စွာသုံးဆောင်ခဲ့ကြပြီးမင်းအောင်လိုင်ကမြန်မာရိုးရာအစားတောက်ဖွဲ့ရများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်ဟုစစ်တပ်ကသတင်းထုတ်ပြန်ထားပါသည်မြန်မာနိုင်ငံကရုရှားနိုင်ငံမော်စကိုတွင်စက်တင်ဘာလ25ရက်နေ့မှ28ရက်ထိပြုလုပ်မီကမ္ဘာအနှုပြုတည်င်းဘတ်ဖိုရမ်2025အခမ်းအနားသို့တွားရောက်နေခြင်းဖြစ်ကြောင်းသိရှိရပါသည် ဒီကနေ့မှာတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။